ယ်ဒီနေ့မှာတော့တနေရာကိုသွားစရာရှိတာကြောင့်အင်္ဂါနေ့ယထာစီဖို့ထွက်လာခဲ့ပါတယ်။ခုဆိုလို့ရှိရင်ယထာစီဖို့ BDS ကိုသွားနေပါတယ်။ BDS ကိုသွားဖို့အတွက်ဒီတတားလေးကနေဖြတ်ပြီးရခါကြတော့ယထာစာစီမှာဖြစ်ပါတယ်။ဒီနေ့ကတော့အတော်နဲ့ချိန်ထားတာဖြစ်တာမို့လို့အတော်စီသွားနေတာဖြစ်ပါတယ်။အေးယထာဆောင်ပါမယ်။ယထာကနောက်9မိနစ်နေမှလာမှာဆိုလို့ဆောင်လိုက်ပါဦးမယ်။ မနဲ့ဆော့ဆော့ဖြစ်တာကြောင့်တချို့လူတွေလည်းယုံသွားအလုပ်သွားဖို့ပေါ့နော်စောင့်နေကြပါလေ။ရာသီဥတုကြီးကနည်းနည်းမမမမိုင်းဖြစ်နေတဲ့ခါကျတော့မိုးလေးတစ်ဖြောင်းတစ်ဖြောင်းစပြီးကြလာပါပြီ။ကြေရထားလာပါပြီ။ရထားပေါ်ရောက်ပါပြီ။မိုးလေးကတစ်ဖြောင်းတစ်ဖြောင်းကြနေတော့အပြင်မှဒီမှာရေငွေလေးတွေရိုက်နေတယ်နော်။မိုးလေးနည်းနည်းကြနေပါလေ။ဖြေခုဆိုလို့ရှိရင်သွားမယ့်နေရာကိုရောက်ပါပြီရှင်။ တလီကားထဲမှာတအားမှမရှိဘူးဆိုတဲ့ခါကျတော့အေးစစ်စစ်လေးရိုက်လို့ရတယ်။ကဲခုတော့သွားမယ့်နေရာဆိုတဲ့ Vitrimonument အနုဆာဝရီကိုရောက်ပါပြီ။အနုဆာဝရီ Vitrimonument ဆိုတာကတော့ရန်ကုန်မှာဆိုလို့ရှိရင်မဟာဗေဒူလာဘန်ချန်လိုပဲเนาะအဲ့လိုမျိုးသူကအရင်စီကားတယ်ကားတွေလည်းအများကြီးရှိတယ်ဘတ်ကားတွေဆိုလို့ရှိရင်လည်းသူ့နေရာနေမှမစီးပြီးတော့နေရာကြိုက်တဲ့နေရာသွားလို့ရတယ်ပေါ့เนาะ။ကဲခုဆိုရင်တော့ဒေါ်စီသွားနေပါပြီ။ ာသီဥတုကတော့ခုတော့နည်းလေးကြည်လင်လာပါလေ။ကဲတိမ်နေရတော့เนาะနည်းနည်းလေးတော့အုံပိုင်းနေတယ်။တော်နဲ့တွေ့ပါတော့မယ်။